United ကအဆုံးသုံးဘက်စလုံးကိုမတူညီတဲ့ပုံစံနဲ့အနိုင်ယူထားတယ် ဆိုတော့ဒီရာသီမှာနီးပြအပြောင်းလဲနဲ့ရုန်းကန်နေရတဲ့ Nottingham Forest ကရောကျွန်တော် United အင်းကိုဘယ်လောက်ထိဒုက္ခပေးလာနိုင်မှာလဲဆိုတော့ဒီတစ်ပတ်မှာဆိုရင် Nottingham Forest က United ကိုအဲ့ခံကစားရမယ်ဆိုတော့ဒါက Premier League နောက်ထပ်ပွဲစဉ်တပွဲလို့ပြောလို့ရပါမယ်ဗျာတသင်းကကြတော့လက်ရှိခြေစွမ်းရောအသင်းရဲ့ရလက်ကရောတည်ငိမ့်နေပါရဲ့ဆိုတော့ထက်ပြီးတက်တည်ပြဖို့ကြိုးစားမယ်အသင်းရဲ့တသင်းကကြတော့အရာအလုံးကိုအခုမှပြန်ပြီးတော့စတင်မယ်နှစ်သင်းထိတ်တိုက်တွေ့ဆုံတဲ့ပွဲဆိုတော့ဒီထိတ်တိုက်တွေ့ဆုံမှုကနေပြီးတော့ဘာတွေဖြစ်လာနိုင်လဲဆိုတော့ဒီအကြောင်းအရာတွေကိုကျွန်တော်ဒီဗီဒီယိုမှာညီကိုရီနဲ့အတူတူဆွေးနွေးသုံးသပ်သွားခြင်းနဲ့ ကဲညီကိုတွေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေအားလုံးကိုပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီလက်ရှိဒီနှစ်သင်းရဲ့လာရတော်တော်လေးကွဲပြားရလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာအထူးသဖြင့်စောင့်ကြည့်ရမှာဗျာလီးပြအပြောင်းလဲနဲ့ Nottingham Forest ကဘယ်လောက်ထိလုံပြလာနိုင်မလဲဆိုတာကျွန်တော်စောင့်ကြည့်သွားအောင်မှာဆိုတော့ Nottingham Forest ရဲ့နီးပြအပြောင်းလဲတွေအကြောင်းကိုလည်းကျွန်တော် United Fan ကြီးကိုတွေအားလုံးလည်းသိမှာပါဆိုတော့မနစ်ကရာသီမှာ Nottingham Forest အသင်းကိုဘယ်သူမှမထင်ထပ်ပြတ်လောက်အောင်ဒါခြေစွမ်းမျိုးနဲ့လုံပြခဲ့တဲ့ Nuno Santos ကအသင်းရဲ့ ဥက္ကရာနဲ့ဒါသဘောမတူညီမှုမရှိတဲ့အတွက်သူတို့လမ်းခွဲသွားရဲဆိုတော့အဲ့နေရာမှာအန်ပိုစတီကိုဂလူးဝင်လာရဗျာဆိုတော့ပိုစတီကိုဂလူးရဲ့လက်ထက်ဒါနောက်ဆုံးရှစ်ပွဲသက်တိုင်းမှာလည်းသူတို့အတင်းနောက်ဆုံးလုံးဝနိုင်ပွဲမရရှိခဲ့တဲ့အထိအချင်းတွေဆိုးရွားခဲ့တယ်ဆိုတော့အဲ့ချိန်မှာတော့ကျွန်တော်တို့ရဲ့ဒီနောက်ဆုံးနီးပြားရေရှောင်းထိုက်ရောက်လာပြီပေါ့ဆိုတော့ရှောင်းထိုက်ကိုဒီနီးပြားလောကမှာဆိုရင်ကျွန်တော်တို့ ဒါညီကိုတွေလည်းသိကြမယ်လို့ထင်တယ်ဗျာတော့ရှောင်းတိုင်းရဲ့ဒီတက်တဲ့ပုံစံနဲ့ရှောင်းတိုင်းရဲ့ပုံစံကိုကျွန်တော်အချင်းချင်းပြောရမယ်ဆိုရင်ရှောင်းတိုင်းကတကယ်တမ်းကျတော့ဒီ counter attack သွားတဲ့အသင်းပဲဗျာရိုးရိုးပြောမယ်ဆိုရင် counter attack သွားတဲ့အသင်းပဲ intense training intense ကိုအဓိကဦးစားပေးပြီးတော့ကစားတယ်ပြီးတော့ဒီ physical area jewelry တွေကိုအဓိကဒီ instant ကောင်းကောင်းနဲ့ကစားတယ်ဒီနောက်တန်းကို solid တီဆောက်တယ် second ball ကိုဦးစားပေးတယ်ဆိုတော့ရိုးရိုးအမြင်နဲ့ပြောရင်တော့ counter attack ကစားတဲ့ဒါနီးပြပဲဆိုတော့ Nottingham Forest ကဒီရှောင်းတိုင်းရဲ့လက်ထက်မှာ Premier League ခြေစွမ်းကိုတော့မမြင်ရသေးဘူးဗျာဒါပေမဲ့ Europa League မှာတော့သူတို့နိုင်ပွဲကိုပြန် ြန်ပြီးတော့ရယူနိုင်ခဲ့တယ်။ဆိုတော့ဒီရှောင်းတိုင်းရဲ့ Nottingham Forest နဲ့ဒါပထမဆုံး trainee report တွေကိုကြည့်မယ်ဆိုရင်လည်းသူပထမဆုံးဒီ trainee ကဒါ intense trainee ကို ပို့ပြီးတော့ဦးစားပေးတယ်။နောက်တစ်ခုကကျတော့ဒီ line နေကြမှာ combination ဖြစ်အောင်သူဒီစောက်တယ်။နောက်ဆုံးဒီ speed တွေကိုပို့ပြီးတော့ဒီ train trainee လောက်ခဲ့ဆိုတဲ့ report တွေဖတ်ရတယ်။ဆိုတော့ရှောင်းတိုင်းကတော့သူ့ပုံစံအတိုင်းပဲမပြောင်းလဲသေးဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်ဒီမှာတစ်ခုထပ်ပြီးတော့သတိထားမှာနီးပြပြောင်းလဲအောင်မှာဒီ Nottingham Forest တစ်သင်းလုံးက refresh ပြန်ပြီးတော့ဖြစ်နေမှာအသေးစားရယ်ဗျာ။ဆိုတော့နီးပြပြောင်းလဲတွေကြမှာအသင်းတစ်သင်းကဘယ်လောက်ထိ refresh ဖြစ်လဲဆိုတာကို ကျွန်တော်တို့ဒီ United fan တွေရပိုသိပါတယ်ကျွန်တော်တို့အတင်းရတာနေပြခဏနာအပြောင်းလဲဖြစ်သွားတယ်အပြောင်းလဲဖြစ်တဲ့ဒီအချိန်ကာလတစ်ခုမှာဆိုရင်အတင်းရတော်တော်လေး refresh ဖြစ်တယ်ဆိုတော့ နော်တင်ဟမ်ဖောရက်တသင်းလုံးကလည်း refresh ဖြစ်နေတယ်ကျွန်တော်ရှောင်းထိုက်ကလည်းနီလိုဆန်တိုးနဲ့ဒါဒါသူ့ရဲ့ဒီ philosophy ကနည်းနည်းတူရဲလို့ပြောလို့ရတယ်ဗျာ defense ကို solid သွားရဲဆိုတော့ဆိုတော့သူတို့လည်းဒီနေ့ပွဲမှာ counter attack ကစားနာနိုင်တဲ့အတွက်ကျွန်တော်တို့အသင်းအတွက်ကတော်တော်လေးခက်ခဲမှာလို့ပြောလို့ရတယ်ဒါပေမဲ့ဒီမှာတခုရှိတာကျွန်တော်ခက်ခဲမယ်လို့ပဲပြောပါဗျာကျွန်တော် United အသင်းကဒီနိုင်ပွဲဒီပွဲအတွက်ဒါနိုင်ဖို့မဖြစ်နိုင်ဘူးဆိုတာမျိုးကျွန်တော်ပြောတာမဟုတ်ဘူးဆိုတော့နိုင်ဖို့ဆိုရင်ရောကျွန်တော် United အသင်းရဲ့လက်ရှိအခြေအနေရယ်ကျွန်တော်အသင်းဘာတွေလုပ်တင်လဲဆိုတော့ကျွန်တော်နည်းနည်းလောက်ထပ်ပြီးတော့သွားကြည့်လိုက်အောင် ဆိုတော့ကျွန်တော် United အသင်းရဲ့လက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင်ကျွန်တော် United အသင်းကနောက်ဆုံး၃ပွဲစလုံးမှာဒါ၉မဲ့အပြည့်ရယူနိုင်ခဲ့တယ်။အဲ့၃ပွဲမှာဆိုရင်တိုက်စစ်က၈ခုထိသွင်းပြီးတော့ခန်းစစ်က၃ခုပဲပေးထားရတယ်။ဆိုတော့အဲ့နောက်ဆုံး၈ခုမှာလည်းဗျာ၈ရ၅ခုကကျတော့ကျွန်တော်ဒီ Sesco ရဲ့ကိုညာရဲ့ Anfield မွန်ရဲ့ဒီတိုက်စစ်ကစားသမား၃ယောက်နဲ့ပတ်သက်နေတဲ့အတွက် United ရဲ့လက်ရှိပုံစံကတော်တော်လေးအားရစရာကောင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်။ဆိုတော့ဒီပွဲက United ရဲ့ဒီနောက်ထပ်အဝေးကွင်းခြေစွမ်းကိုဗျာမတူညီတဲ့ပုံစံတစ်ခုနဲ့ဆန်းသက်မဲ့ပွဲဖြစ်တယ်။ပြီးတော့ဒီလက်ရှိ United အသင်းရဲ့ momentum ဗျာပြီးတော့ United က သားသမားတွေရဲ့ confidence ကိုနောက်ထပ်စောင့်ကြည့်ရမယ်ပွဲတပွဲဆိုရင်လည်းမှန်တယ်ဆိုတော့ရှေ့ရသုံးပွဲစလုံးမှာမတူညီတဲ့ပုံစံနဲ့ကစားခဲ့တဲ့ရူဘင်အာမိုရင်းကရောဒီပွဲမှာဘယ်လိုပုံစံနဲ့ကစားလာနိုင်လဲဆိုတော့ဘယ်လိုပုံစံနဲ့ကစားမယ်ဆိုရင်ရောဒါ United fan ကြီးကိုလည်းအဆင်ပြေမယ်လို့ထင်တယ်ဆိုတော့ကျွန်တော် personally အမြင်အရပြောရရင် Tottenham Hotspur ရဲ့နီးပါးသစ်ရှောင်းတိုက်ကကျတော့ဒီ counter attack နဲ့ကစားလာမှာသိကြရယ်ဗျာပြီးတော့သူတို့ကအိမ်ခွင်းရှိဖြစ်တဲ့အတွက်အိမ်ခွင်းအားနဲ့ဒီခန့်ခန့်မှာလည်းသိကြရယ်အဲ ဆိုတော့ကျွန်တော်တို့ United ကဒီဘွဲမှာဆိုရင်ကျွန်တော်တို့ဒီဖွင့် defect ကနေပြီးတော့သူတို့ရဲ့ defensive line ကို straight out လုပ်နိုင်ဖို့ရလို့တယ်ဆိုတော့ဒီ Ahmed တို့ Dalot တို့ Doku တို့ရဲ့ကစားမှုကဒီဘွဲမှာအရေးပါလာနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့အတင်းဒါ sweep play ကောင်းကောင်းသွားနိုင်ဖို့ရလို့တယ်ဆိုတော့နောက်တစ်ခုကဗျာဒီ tight set ကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်ကသုံးစံတိုင်းပဲ Sasco ကိုကျွန်တော်တို့ height မှာထားပြီးတော့ကစားစီခြင်းတယ်ဒါကကျွန်တော်ကစားစီခြင်းတဲ့ပုံစံပါပဲဒါပေမဲ့ Ruben Amorim ဘယ်လိုလုပ်လာမလဲဆိုတော့ကျွန်တော်ပွဲနေရောက်ရင်ဒါတိတိတတ်တတ်မြင်ရတော့မှာပေါ့နော် တော့ကျွန်တော်ဒီ defect က website ခံမှန်းချက်တွေကိုကြည့်မယ်ဆိုရင်ကြတော့လဲဗျာဒီမှာသူတို့ကပြောထားတဲ့အကြောင်းအရာတွေကတော့တော်တော်များရယ်ဒါပေမဲ့သူတို့ရဲ့အနစ်ချုပ်ကိုပြန်ပြီးကြည့်မယ်ဆိုရင်အကုန်လုံးသုံးသက်ထားတာကကျွန်တော်ကျွန်တော် United အသင်းအတွက်အခက်ခဲမယ်ဒါပေမဲ့ကျွန်တော် United အသင်းကအနိုင်ရမယ်အဲ့တော့အနိုင်ရတဲ့နေရာမှာလဲကျွန်တော်တို့ကဒီအများကြီးခိုးပြက်ပြီးတော့နိုင်ရမှာမဟုတ်ဘူးဗျာကက်ပြီးတော့အနိုင်ရမယ်ဆိုတာမျိုးပဲဒီ website ခံမှန်းချက်တွေအရာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဗျာကျွန်တော်ဒီမှာ overall အနေနဲ့ကျွန်တော်အမြင်ကိုပြောရရင်ကျွန်တော်တို့ကလက်ရှိ ဒီ momentum ကိုဒီချိန်မှာထပ်ပြီးတော့ဒီဆောက်လို့ရအကောင်းဆုံးပဲကျွန်တော် feature ရရလည်းအရင်ကြီးကြက်မသွားတော့ဘူးဆိုတော့ခက်ခဲမှာတော့တည်ရဒါပေမဲ့ခက်ခဲပြီမဲ့လည်းကျွန်တော်ဒီနိုင်ပွဲရဖို့ရလိုအပ်တယ်ပြီးတော့ player တွေရဲ့လက်ရှိရှိနေတဲ့ confidence ဗျာသူတို့ဘာလို့လို့ဖြစ်တယ်ကျွန်တော်အချိန်တိုင်းကိုရနိုင်တယ်ကျွန်တော်တို့ကနိုင်ပွဲဖော်ဆောင်နိုင်တယ်ဆိုတော့ယုံကြည်ချက်မျိုးဒီလိုပွဲတွေရနေပြီးတော့ဆက်ပြီးတော့ဒီဆောက်ပြီးတော့ဆက်ပြီးတော့ထိန်းထားမယ်ဆိုတော့ကျွန်တော်အဝေးကွင်းဖြစ်တည်တိုင်အောင်ဗျာကျွန်တော် United အသင်းအတွက်နိုင်ဖို့ရအရေးကြီးတယ်ကျွန်တော်ပြောနေကြပုံစံတိုင်းပဲ ပွဲတစ်ပွဲမှာကျွန်တော်အနိုင်ရဖို့ဆိုရင်ပွဲကြိုအတွက်ဒါပြင်ဆင်လာမှုပိုင်းရယ်ပွဲအတွက်ဒါအဓိကသူ့ရဲ့ပြင်ဆင်မှုအတိုင်းပဲလူထုတ်လာတဲ့ပုံစံတွေရယ်ဆိုဒီပုံစံတွေကအရေးကြီးရယ်ဆိုဒါတွေကအမိုရင်းပေါ်မှာပဲမူတည်နေတယ်ဆိုအမိုရင်းအနေနဲ့နောက်ပိုင်းတွေမှာနည်းနည်းလေးဒါမသိမသာစာရီချင်းချက်လေးတွေလှုပ်လာတာကိုကျွန်တော်သဘောကျတယ်ကစားသမားတွေကလည်းဒီအမိုရင်းရဲ့ကစားကွက်မှာတော်တော်လေးနားလည်လာတာကိုလည်းသဘောကျတယ်ဆိုတော့ကျွန်တော်ဒီဒီ momentum ဒီ movement တွေကိုကျွန်တော်ဆက်ပြီးတော့ထိန်းထားဖို့ရအတွက်ကျွန်တော် United အသင်းနိုင်ပွဲဖော်ဆောင်ဖို့အတွက်မဖြစ်မနေလိုအပ်တယ်ဆိုတော့ကျွန်တော်ကလည်းထုံးစံတိုင်းပဲကျွန်တော်ခက်ခက်ခဲခဲကစား ားပြီးရင်ကျွန်တော်တို့ကက်ပြီးတော့အနိုင်ရသွားမယ်လို့ကျွန်တော်ကထင်တယ်ကျွန်တော်အသင်းတေချာပေါက်ဒီပွဲမှာဂိုးရမယ်ဗျာဒီဒီ Nottingham Forest ကတေချာပေါက်ဒီ counter attack နဲ့ခန်းစစ်ကိုလုံးချအောင်ကစားစီတိုင်အောင်ကျွန်တော်အသင်းဂိုးရမယ်လို့ကျွန်တော်ကယုံကြည်ရယ်ညီကိုတွေရောဒီပွဲကိုဘယ်လိုအမြင်နေရှိလဲ Nottingham Forest ရဲ့နီးပြရှောင်းတိုက်ပေါ်မှာရောဒီဘယ်လိုအမြင်နေရှိလဲဆိုတော့ဒီပွဲမှာ Nottingham Forest ကရောကျွန်တော်အသင်းကိုဘယ်လောက်ထိဒုက္ခပေးလာနိုင်လဲဟိုစားတဲ့အမြင်တွေကိုလည်းကျွန်တော်လည်းဒီ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်